အမောင်ဘတ်အဆိုဘတ်ကိုကြည်သက်ခြင်းလူသားတို့ဤအထွေထွေတုတ်တကြောင်းအထွတ်လေးချင်းခံအမျိုးမျိုးရှိသည့်အနက်ကိုလက်လှူရှာအားကစားလေးချင်းခံများပြုလုပ်ခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်ကျွန်ုပ်တို့ငယ်စဉ်ကအားကစားဆာဆာများဖတ်ရှုရာတွင်အားကစားသမားများအထွတ်အောက်ပါဆောင်ပုံတစ်ခုကိုမှတ်သားထားရဘူး၏နံပါတ်၁အစစရာရာနှီးအောင်ထွက်သည့်အလင်းဘတ်ကိုကြည်လျက်တင်ကြည့်မြင်သည့်အလင်းဘတ်အရာများတင်ထန်တို့တကယ်ရောက်ရှိလာပါစေနံပါတ်၂ တင့်ကိုတင်ဝမ်းနေခြင်းနဲ့စိတ်တကြခြင်းဖြစ်ရန်ခွင့်မပြုပါနဲ့အမွေးမြူနေသူတီအကောင်းဘက်ကိုသာကြည်တရမည်တို့မသာအာတတ်မည်အဆိုးဘက်ကိုစိတ်မညွတ်ရဝမ်းနေစရာတွေး၍စိတ်တကြဆင်းလင်းအင်းအားလဲကြဆင်းသွားလိမ့်မည်ဆိုဒီမှာသိပ္ပံနိကြသတိပေးချက်ဖြစ်ကြောင်းယုံမစရာမရှိပေဝမ်းနေစရာစိတ်အားငယ်စရာတွေကိုတတိကြီးလျှောက်သွေးနေလင်ထို့သို့သွေးစရာတွေဒုနဲ့တည်းကျွန်တော်တို့ပဝင်ခြင်းမှာအမြင်ရှိနေပါသည်ဒါမှမဟုတ်အာတတ်တေရော စိတ်အားထက်သန်မှုတွေကိုလိုက်ရှာလင်းလဲထို့အရာတွေမှာကဘာနှင့်အဝင်ရှိနေဒီကိုတွေ့နိုင်မှဒီတို့ဖြစ်ရာအာကစားသမားဖြစ်စေအောင်မြင်ပျော်ရွှင်ခြင်းသူစိတ်ပညာသမားဖြစ်စေစင်စစ်ထုံးနှုတ်ဦးမှာတဦးနဲ့တဦးခွဲမရအောင်တွဲနေရမည်ဖြစ်၏မိမိတို့ဤကာယအင်အားနှင့်စိတ်ဓာတ်အင်အားများအလဟတ်တက်ကုံဆုံးစေမည်အဆိုးဘက်အမှောင်ဘက်ကိုစိတ်ဓာတ်မညွန့်ပဲအလင်းဘက်အကောင်းဘက်ကိုသာအာယုံဆူဆိုင်ထားရမည်ဖြစ်လေသည် လူတယောက်ဒီအလောက်ကိုစူးစားလောက်ကင်ပါလျက်နဲ့အစစ်မပြေဖြစ်ခါငွေအရင်ပြုတ်လို့မတတ်ဖြစ်ဤထိုအခါသူစိတ်ပြဲဤစိတ်တကြဆင်ဤသို့တော်ငွေရှာပြီးအရင်နီးထက်ဖြစ်ကအလောက်ဆက်လုံးမြီဟုသူတွက်စားဤငွေရှိသူမိစေထံငွေသွားချင်းရန်အတွက်သူဒီအိမ်မှထွက်ခဲ့ဤစတဲ့ကြနေတော့သူမျက်နာမှာအိုနေဤ ိုနေဟန်ထားမှလည်းယူနေ၏မိတ်ဆွေကိုပြောရန်အတွက် သူသွက်စာချင်းချင်းထားသည်ငွေ9000ချေးယူလိုတော့စိတ်တူနိုင်ရှိတော့လဲစိတ်မရဲသဖြင့်ငွေ1000လောက်ချေးပါဟုသူမိတ်ဆွေကိုပြောရန်အတွက်သူသွက်စာချိန်ထား၏လမ်းပေါ်တို့အရောက်တွင်ခြေနှစ်ဖက်ပြက်နေသောတရောင်စားတဦးမှဘိန်းတက်လေကလေးကိုတွန်းကသူအားပြုံးပြစွာဆလံပေပြီးနှုတ်ဆက်တီကိုတွေ့ရ၏ ဒုက္ခိတတောင်စားတီပင်လင်ပြုံးရှင်နိုင်သေးလင်ငါဘာကြောင့်မပြုံးရှင်နိုင်ရမည်နည်းဟုသောအတိစိတ်မှချက်ချင်းသူနှလုံးသားအတွင်တို့ဝေရောက်လာလေသည် ထိုအခါသူရင်တွင်၌ရှိနေသောစိတ်တကြဆင်းနေမှုများသည်ထွက်ခွာထပြေသွားလေသည်လောကမှာစိတ်ပုစရာတောကရောက်နေရသည်မှာကိုဟာကိုဖန်တီးပြီးစိတ်ထဲမှာကြည်မြင်ချင်တာဖြစ်သည်ဟုသူသဘောပေါက်လေသည်အာသက်ရှင်ပြရန်ရှုမြင်ပြန်လင်းလဲစိတ်ထင်တယ်လို့မြင်နိုင်သည်ဟုသူတွေ့၏ ငွေရှိသူမိတ်ဆွေများနေတွေ့တော့အခါသူငွေတသောင်းလိုနေကြောင်းသူကိုယ်သူယုံကြည်စိတ်ချစွာဖြင့်ပြောလိုက်ရာသူမိတ်ဆွေကထုံငွေကိုထုတ်ပေးလေသည်။ Time be mine ချင်းဝန်내ဆရာတွေကိုသာတွေးနေချင်းစိတ်တကြစင်းနေချင်းများသည်လူသားဤအာကိုအလိုလိုနေရင်ကုန်ခန်းစီတီလူကိုမြ мян အိုစီတီအမအလင်းဆိုတီမှာတလဲစီဖြစ်တတ်သည်သို့တော့ကြာရှင်လင်းနေရန်လူသားတီကြံတက်ဖန်တတ်သောတတိရှိပါသည် ထိုတတိမှာလူသားတိုင်းတွင်ငုံရှုလျက်ရှိသည့်ဤသို့ကြံစားဖန်ရသဖြင့်ကြံဖန်သလိုဖြစ်ပေါ်နေသည့်များလည်းဤလောကမှာရှိပေသည်အမောင်ဘတ်ချံကိုမြင်ချင်းသည့်မိမိကိုယ်ကိုဖန်ဆင်းပြီးကြည်ချင်တာဖြစ်သည်ဤသို့ကြည်လင်အာကုန်မီအမောင်ဘတ်ချံတို့ကြည်ဖန်များကတကယ်ပင်ဤနေရာသို့ရောက်သွားတတ်သည်တို့ဖြစ်ရာ အလင်းဘတ်ချံကိုဖန်ဆင်းကြည်လင်လည်းရသည် ကြည်ရသည်မှာပြောစရာလည်းကောင်းပါသည်ဤသို့ဖန်ဆင်းကြည်ရင်စူးစမ်း၍ ကျန်စီလောက်ကိုင်းပါလေအချိန်တန်သောအခါတွင်အလင်းဘက်သို့အမြင်ရောက်သွားသည်ဟုသော စိတ်ပညာဤသဘောကိုစိတ်ဝင်စားသင်ပေသည်အမှန်ဘက်ချမ်းကိုမကြည့်ပဲအလင်းဘက်ကိုသာကြည့်မြင်နိုင်ရန်မိမိကိုယ်ကိုမိမိထိန်းသိမ်းနိုင်ပါလေမိမိခန္ဓာကိုယ်အတွင်းမှထွက်သွားမည်အင်အားယူပေါက်တစ်ခုကိုထမှန်၍ပိတ်ဆို့သွားနိုင်မည်ပင်သည်ကျူးလွန်ခြင်းအမျိုးမျိုးလူသားတို့ဤကာယအင်အားညာနာအင်အားဘောဂအင်အားနှင့် စိတ်ဓာတ်ပေါင်းများစွာကိုထိပါ ျက်စီရုပ်ရော့စေတတ်သောအကြောင်းတရားများတွင်လွန်ကျူးခြင်းအမျိုးမျိုးပါဝင်ပါသည်အအိတ်ကျူးခြင်းအစာကျူးခြင်းမိထုံကျူးခြင်းတေတောက်ကျူးခြင်းလောင်ကစားကျူးခြင်းပွဲလန်းသဖြင့်ကျူးခြင်းစသည်တို့ကိုစိတ်ပညာလိုက်စားမိသူသည်အကျင့်ပမမပါမီတွင်တတိနှင့်ရှောင်ကွေးရန်အထူးပင်လိုအပ်သည်အကျင့်ပါသောအစဉ်သို့ရောက်မှထိုမကောင်းသောအကျင့်ကိုဖျက်ရမည်ဆိုလျှင်စိတ်ဓာတ်နှုံသူများအတွက်အခက်အခဲများစွာရှိနိုင်လေသည်စိတ်ပညာသင်တန်းကိုတက်မိသူသည်မဟာဝိဇ္ဇာတန်တယောက်ရမည်သူကဲ ဲ့သို့အထက်တန်းချဖို့အရေးကြီးပါသည်မဟာဝိဇာဒဏ္ဏကိုတရားလိုသည်သည်ဝိဇာဒဏ္ဏကိုဂုံတူးဖြစ်အာမြင်နိုင်ရမည်သို့မဟုတ်အဆင့်၄အဆင့်၅နှင့်ဝိဇာဒဏ္ဏကိုအာမြင်တော်သူဖြစ်ရမည်သို့မဟုတ်အဆင့်မီအောင်တဖန်ကြိုးစားပြီးပြန်လဲ၍ဆောင်းမွေးထိုင်ရပေလိမ့်မည်အလားတူပင် စိတ်ပညာကို ေါများအားတုံချမိသူသည်မိမိစိတ်ဓာတ်အင်အားနှင့်ကာယအင်အားများယူထွက်စေတတ်သောအပဟုတရေကိုရှေးဥစွာလှုပ်အားပိတ်ထားပြီးဖြစ်နေသည့်ဂုံထူဝိတေတများရှိနေရန်လိုအပ်ပေသည်ယောဘောက်ကြီးတွေဟာလောင်းနဲ့စိတ်ပညာကိုလေ့ကျင့်ပါလင်အိပ်ပေါင်းနဲ့ဖားကောက်တကယ်တို့ဖြစ်နေလိုက်မြီလူသားများဤယခုအခါရေဘူးရသက်တမ်းမှာလို့ အတလမရှိသေးဟုဆိုရပါမည်။ရှေကစားလင်ယခုခေတ်လူသားများ၏တတန်းများမှာတုံမြင့်လာသည်ဟုဆိုရတော့လေ။ဆင်ဆက်လူသားများ၏တည်အပ်သောပညာလက်ကင်အပ်သောအလုံးများကိုလုံလုံလောက်လောက်တင်ကြားလုတ်ကင်နိုင်ရန်အတွက်ဆိုရင်ရရှိသောတတန်းမှာအလွန်ပင်တူတောင်းလာပေသည်။ဤတူတောင်းလာသောတတန်းတွင်အစာကျူးနေမည်အစာအတောက်ကျူးနေမည်ဆိုလင်ထို့သူမှာအလုံးလုံးဆရာအချိန်မရနိုင်တော့မည်အပြင်သူကိုယ်သူနှစ်ရာနှစ်ရာလဲရောက်ပေးလိုက်မည်ထို့အတူ ။ဤသို့လူစားသည့်လူသားများ၏ဘဝအဆင့်ကိုပျက်စီးအောင်ပြုလုပ်ရလဲရောက်ပေသည်။တို့ရတွင်မြေအုပ်ကိုပြိုလျရာကြောက်အုပ်တို့ဖြင့်တိဆာမည်ပုဂ္ဂိုလ်များများစွာပေါ်ထွက်လာသည့်အခါတွင်လူကျူးနေမှုဥယေရော့ရော့သွားမည်ဟုခန့်မှန်းရသည်။လူကျူးမှုသည်စင်စစ်အားဖြင့်လူသားအားကာယဒုက္ခစိတ်ဓာတ်ဒုက္ခကိုပိဆက်နိုင်စွာလုံးဝမရှိပါလူကျူးမှုအစဉ်တို့ရောက်ရောက်ချင်းထို့သူမှာစိတ်ရောကိုယ်ပါဒုက္ခဝေဒနာကိုခံစားရမိတာဖြစ်သည်သို့တော့ ထို့သူတို့မှာကျွလွန့်ခြင်းဤအပြစ်နှင့်ခံစားရသောဒုက္ခကိုတီးလျက်နှင့်ပင်အကျင့်ပါနေသောကြောင့်ဖြစ်မပြစ်နိုင်ဘဲလွန်ကျူးလို့စိတ်ဤခြေကျွံဘဝသို့မိမိတို့မိမိအရောက်ခံကြရလေသည်မိတိအစင်းတို့ပင်ရောက်လင်လွန်ကျူးတည်ဟုဆိုနိုင်ပါသည်ဤမေကုန်းကိုအတိအကျသမတ်ချက်ဖြည့်ဆို့ရမှာမဖြစ်နိုင်ပါဝင်နှင်းအားမြားနှင်းလေးကိုကြည်၏တဦးနှင့်တဦးစင်ချင်းတိုင်းထွာကမိမိကိုယ်ကိုဆုံးဖြတ်ရမည်သာဖြစ်ပါသည် ထို့ပြင်လူသားများ၏စိတ်တွင် conscious ဆိုခေါ်သည့်အစိုးကအမှန်အမှားကိုပိုင်းခြားသက်သည့်အသိဉာဏ်ပါရှိနေပါသည်ထို့အသိဉာဏ်သည်ငါဘလောက်အိတ်တင်သည်ဘလောက်စားတင်သည်ဘလောက်ကမကုံကုံခံစားတင်သည် ပိုင်းခြားပေးနိုင်စွမ်းရှိပါသည်လူသားတို့သည်ရေပူရအဖြစ်မကားမှုတွင်လွလွန်ကျူးကျူးလောက်သက်သည့်တဘောပါတီရှိရာသူဤစင်ကျင်သောအသိဉာဏ် conscious ကလိုအပ်သောအကန့်အသတ်ကိုသတိပေးလျက်ပင် ပိုလွန်သောခန်းစားလိုသောဆန္ဒများကိုအလိုလိုက်မားနေတကြလေသည်ထိုအခါ၌ကြံဖန်များ၍အကျဉ်ပါသွားသောအခါတွင်တစတစနှင့်လွန်ကျူးမှုအပိုင်းတို့ဝင်ရောက်သွားလေတော့သည်တို့ဖြစ်ရာလွန်ကျူးမှုအစင်တို့မရောက်ရန်အတွက်မိမိတို့၏စင်ကျင်သောအတိညာဏ်ကပြောသည့်အတိုင်းသာတတိထား၍လိုက်နာကြရန်ဖြစ်ပေသည်လိုက်နာနိုင်ဒီနေ့အမြမိမိတို့အချင်းစာရိုက်တာမှာမူမမှန်ဖြစ်လာပြီးမိမိတို့ဤခနာကိုနဲ့စိတ်တဲ့အင်အားများကိုမထိပါမဆုံးဆုံးစေတီးအပြင် အင်အားများကိုမိမိတို့တွင်ဒေါ်လာတိမ့်စီပြီးသားဖြစ်လာနိုင်လေသည်ရင်အပေါ်အင်အားများသည့်စိတ်ပညာကိုလိုက်စားမိသူအားကြီးပွားထက်မြတ်သောစိတ်တကူရရှိရေးအတွက်ကြီးမားသောအထောက်အကူကို ပြုလုပ်မည်ဖြစ်ပါသည်မိမိတို့ဤကိုယ်ရင်ကစိတ်အင်အားရုပ်ရော့နေမည်အထက်ပါအကြောင်းအရာများကိုဖယ်ရှားနိုင်သောအခါတွင်မိမိတို့ဤခန္ဓာကိုယ်နှင့်စိတ်ကို ရှင်လန်းအာတမှုရှိနေအောင်ပြုလုပ်ရမှာမခက်ခဲတော့ပေထို့ကြောင့်အောက်ပါငါချက်ကိုဆက်လက်ပြုလုပ်ပါရန်နှင့်ကာယ စေတဒုက္ခနှစ်ဖြာကိုမူမှန်အတိုင်းရရှိပေတော့မည် ထို့အခါတွင်ထိုသူအားစိတ်ပညာကိုပောင်မြောက်တည်အထိလိုက်စားအသုံးချနိုင်စွမ်းရှိတော်သူအဖြစ်တမန်နိုင်ပါမည်ဟုဆိုရန်ရှိပေသည်။နံပါတ်၁အစဉ်ပြေစွာတဟဇာဒဟာမနီဖြစ်နေရန်စိတ်ပညာကို လိုက်စားလေ့ကျင့်ကြခြင်းမှာ သမထကမထံတရားကိုအာထုတ်ရခြင်းနဲ့သဘောအားဖြင့်သူညီမှုတွေများစွာရှိပါသည်တို့ရတွင်စိတ်ပညာသမားသည်သမထသမားကဲ့သို့စိတ်ဉာဏ်ရရက်သို့ကပ်ပြီးတည်ငြိမ်စွာထိုင်လျက်ကြီးတရားကိုအာထုတ်ရမည်မဟုတ်ပဲစိတ်ပညာကိုလောကီရေးရာတတ္တသုံးမည်သူဖြစ်သည့်အတိုင်းပဝင်းချင်းရှိမိမယောက်ျားလူကြီးလူငယ်အတန်းစားမျိုးမျိုးအပြင်တခြားသက်ရှိသက်မဲ့များစွာတို့နှင့်လည်းကုလူဆက်ဆံရပေမည်ထို့အခါတွင်အလုံးတို့နှင့်ဆက်ဆံရင်မိမိ၏ တာဝေများကိုလည်းဆောင်ရွက်ရင်းအစစအရာရာ အမြင်မှုရရှိရန်စိတ်ပညာကိုအသုံးချရမည်ဖြစ်လေသည်ဤသို့ဆက်ဆက်ရာတွင်၎င်းစေကူးကြံစားရာတွင်၎င်းမိမိအလုပ်ကို လုပ်ကြရာတွင်၎င်းအစစရရာတို့နှင့်မိမိနှင့်အစဉ်တဖြင့်အစဉ်ပြေစွာတဟဇာတာဖြစ်နေရမှာအရေးတကြီးလိုအပ်ပေသည်တမထကမထအာထုတူယောဂီအားဘာဝနာကိုတိုးပွားခြင်းဖြစ်ရာတပ္ပယခုနှစ်ပါးနှင့်ပြည့်စုံရလိုအပ်သည်ဟုဗုဒ္ဓကျမ်းစာ၌ညွှန်ထားသည့်၎င်းတို့မှာ တနေရဌာနနှင့်စွန်ခံရွာ၃စကားနယ်မှု၄အပောင်းအဖို့၅ခဲပွဲဘောစဉ်၆အေဒရီယာပုတ်ခနဲ့ဥတုဖြစ်ပေသည်စိတ်ပညာရေးရ၌တမန်သားနှင့်ပတ်သက်သောအကြောင်းအရာများဖော်ပြရခြင်းမှာနိုင်ရှင်ဖော်ပြရခြင်းအဖြစ်စင်ကျင်နိုင်စားရန်သာဖြစ်ပါသည်တပ္ပရာဆိုသောပါဠိစကား၏အတိပ္ပယ်မှာအစဉ်ပြေစွာသို့မဟုတ်တဟဆာတာဖြစ်ခြင်းဆိုသော စကားနှင့်စင်တူပေသည်အင်္ဂလိပ်ဘာသာစကားလုံး harmony sora ဝဟရာနှင့်လဲစင်တူပါသည်အထက်ပါတပ်ပါရ9ပါးတွင်နံပါတ်2၌ဆုံးခန့်ရွာအစာလူပုဂ္ဂိုလ်စိတ်သမားများအသွက်ဆိုရင်မိမိတို့၏အလောက်ကန်ဟုပြောင်းလဲတမတ်တင်ပေသည် ဤတပ်ပါရခုနှစ်ပါးတည်လဲစိတ်ပညာသမားအဖို့မိမိစိတ်ပညာလေ့ကျင့်ခန်းများထိရောက်စွာတူတွမ်းမှုရရှိရေးအတွက်လိုအပ်သည်ဟုဆိုရမည်ဖြစ်ပေသည်။သို့သောယဟန်မဟုတ်သောလူများအတွက်တပ်ပါရခုနှစ်ပါးနှင့်ပြည့်စုံရန်သည် မလွယ်လပေ။သူဖြစ်ရာအသက်နိုင်ဆုံးပြည့်စုံရန်အတွက်အဆက်ဆက်ရရတို့နှင့်မိမိနှင့်အများဆုံးဟာမိုနီဖြစ်ရေးနှင့်အချက်၃ချက်ကိုလက်ကင်ချရန်အကြံပေးရမည်။၎င်းတို့မှာနံပါတ်၁စိတ်ရှည်စွာထားခြင်း၊နံပါတ်၂ တိခန့်စိန်မွေးခြင်းနှင့်နံပါတ်3စင်ကျင်တုံတရားလက်ခံထားခြင်းဖြစ်သည့်ဤအချက်များနှင့်ပြည်ဆောင်အောင်သာအမြဲတစေကြိုးပမ်းရလိမ့်မည်ဖြစ်ပါသည်နံပါတ်2မြင့်တာစိန်တခါကအိမ်တိမ်တို့ကျွန်တော်ရောက်သွားရာနှံရံ၌ချိတ်ဆွဲထားသောစာတန်းတချို့ကိုဖတ်ကြည့်၏အကောင်ဆုံးမန္တန်ဒီမြင့်တာဤစာတန်းကိုဖတ်ပြီးလင်စိတ်ထဲတွင်များစွာနှစ်ချိုက်သွားမိသည်မှန်၏ အကောင်ဆုံးမန္တန်ဆိုဒီမှာမေတ္တာပါသောစကလုံးများစိတ်စေတနာများနဲ့အပြုမှုများပါတကားဤတွင်စိတ်ပညာဆရာ Water M Jamin ကစာအုပ်ထဲမှာစာပိုင်းတချို့ကိုကျွန်တော်တတိယမိပြီးယူဆလိုက်သည် Every moments of every day love once you have learned to love you will have learned to love life there is an emotion that must pervade your body constantly နေစင်မင်းနဲ့တိုင်းမေတ္တာထားပါမေတ္တာထားရဲ့ကိုတင်သိရှိနားလဲဒီနေ့တပြိုင်နဲ့တင်သည်လူဘဝတွင်နေထိုင်အတ္တမွေးရဲ့သိမြင်နားလဲလာလိမ့်မည်ဤမေတ္တာထားမှုသည်တိခန္ဓာကိုအတွင်း၌အမြဲတစေပြည့်နှက်နေရမည်အာယုံစိတ်ထားဖြစ်လေသည်တစ္ဆက်ထဲမှပင်ဗုဒ္ဓကျမ်းဂန်ထဲမှစာ၍မေတ္တာထား၍ပွားများသူများရရှိမည်အကျိုးကျေးဇူးများအကြောင်းရေးဖွဲ့ထားသည့်လင်္ကာစာပိုက်တစ်ခုကိုလည်းတတိယမိသည်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနံ့ ဆောင်းလက်နက်များမိစိတ်ဓာတ်ကိုရှောင်ရှားကိုမှလွန်စွာစိတ်တည်ကြည်ရွှင်မျက်နှာတေကာမတွေ့လားလေပြမစက်တပြားတည်မေတ္တာပွားမှုအကျိုးသည်တနေ့သုံးခါအိုတရား၌ချက်ခါသမင်ကျွေးမွေးချင်းထက်မယွင်းစစ်စင်တို့တနေ့စာချိန်သုံးခါများမေတ္တာပွားများကြိုကြီးမှသည်ဗုဒ္ဓမြတ်စွာမိန့်ခွန်းသည် မေတ္တာထားပါဟုပြပြတိုက်တွန်းရန်မှလွယ်ပါသည်တိုးတော်များတို့အဖြစ်မကောင်းမှု၌တာ ပြုံးမွေးလိုတော်များနေကြည့်လူသားတို့သည်မေတ္တာထားရန်ကိုအချစ်အရင်နီမဆိုင်ရဘဲနေပင်တွန့်တုံမုံနေတတ်ကြနေသည် မုံကြီးစိတ်ထားရန်ကလွယ်ကူလာသည် ထိုအခါမုံကြီးစိတ်ဖြစ်ပေါ်သူအားမိတိအကျိုးကျေးဇူးများရသက်တည်းဟုစင်ကျင်ကြည်နိုင်ရန်စိတ်ပညာဆရာအဂျာမေဤစာပိုက်တစ်ခုကိုပင်ဖော်ပြရပါအောင်မည် Don't let hate and caught upon the territory of love within you, don't relax your vigor for the moment. For hate is a daily evil, a crawling, creeping destroyer of your webs are. သင်ကိုယ်တွင်၌မေတ္တာတတ်နေပေအတွင်သောမုန်တိမှုကျွလွန်ဝင်ရမလားပါစေနှင့်ဤသို့မဝင်လာနိုင်ရန်တည်ဤကင်းစားလုပ်ငန်းနှိုးချမှုကိုတခဏမျှ ပြောချမထားပါနဲ့အဘဲချောင်းဆိုတော့မုံတီစိတ်တိတိတ်စိတ်လျော့ဝဲဝင်ရောက်လာကတီဤကောင်းစားရေးကိုဖျက်ဆီးမြင်တေလာအောင်ကြောက်ဆရာကောင်းတော့မကောင်းဆိုဝါဖြစ်တော့ကြောင်းမင်းဒီအလွန်ကျက်ပြန့်၍တိမ်မွေးနဲ့နဲ့တော့စိတ်ပညာရှင်ကြီးတစ်ခုလုံးအကျဉ်ချုပ်လိုက်ရင်တိမတ်သားရဲ့အတွေ့အချက်နှစ်ချက်သာရှိသည်၎င်းတို့ပါနံပါတ်1 negative mind to my home disruptive mind ကိုအဖြစ်စိတ်ကိုခြောက်ရဖယ်ရှားရန်ဖြင့်အပြုစိတ်တစ်ခုဖြစ်ပေါ်ရန်မေတ္တာစိတ်ကိုမိမိရင်မှအမြဲတစေလက်ခံမွေးမြူထားရန်ဖြစ်လေသည်။မုံတီချင်းတီပူလောင်လျက်ပျက်စီးခြင်းဘတ်တို့ဥတည်နေသည့်၎င်းမေတ္တာစိတ်တီအင်းများလည်းချမ်းသာစွာဖြစ်ထွန်းမှုကိုရှေ့ရှုနေသည့်ကို၎င်းမိမိတို့၏စင်ကြုံတရားတွင်အမြဲထည့်ထားပြီးခဏခဏဤအကြောင်းကို ပြန်လည်စဉ်းစားကြည့်တင်သည်။ထို့အခါမုံတီစိတ်ကိုပယ်ခွာပြစ်လို့စိတ်ပေါ်ပေါက်လာပြီးလျှင်မေတ္တာစိတ်ကို လက်ခံထားလို့စိတ်များပေါ်ပေါက်လာလိမ့်မည်လူသားများမဆိုထားနဲ့တစ်ပင်ပန်းပင်များလူသားများဤမြတ်တာသက်အားကိုရရှိတော်အခါတမန်သက်ဖြစ်သူစီဗင်နိုင်ဒီအကြောင်းကိုစိတ်တုတပညာရှင်များတွေ့ရှိထားကြသည်ညာသူတော်ထုံမြေရေလေးသူပန်အိုးခြလုံးတွင်တပြိုင်နက်တခါတည်းစိုက်ပြုတ်ထားသည့်ပန်းပင်များထရှိစေသည် သို့တော့ပန်းပင်သုံးပင်ပါဝင်သောအုပ်စုကိုမူပန်းပြုတ်သူစိတ်ပညာရှင်ကနေစင်တဲ့အများမြေတာဓာတ်ကိုစူးစိုက်စွာတပင်များအနိကရွေလွတ်ပေးသည်ဤသုံးပင်ကိုပင်သူဤမြေတာဓာတ်ပို့လွှင့်ခြင်းမပြုဘဲထားဤတမတ်ထားသောအချိန်ကာလတွင်ရောက်သောအခါသူနေစင်မြေတာပို့လွှင့်လျက်စိုက်ပျိုးထားသည့်ပန်းပင်များမှာတခြားသုံးပင်ထက်တိတိတတ်တာစီပင်ကြီးထွားလျက် ဖူးဖင်းကြသည်ကိုတွေ့ရသည်ဟုစိတ်ပညာဆောင်တို့အုပ်တို့ကျွန်တော်ဖတ်ရဘူးသည်ထို့အခါကျွန်တော်ကိုယ်တိုင်စံသက်ကြည့်လို့သောသဘောမယုံတယုံနှင့်မြို့ကူထားသောစပယ်နှစ်ပင်ကိုဈေးထဲမှဝယ်ခဲ့ရာတပင်နှင့်တပင်စနက်ပေးကွာနေရာတည်တည်ဆိုင်ထားပြီးရေအတူတူလောင်းပေးလျက်တပင်ကိုခြံလျက်ပြီးတပင်ကိုအနီကက်ကစီပင်ကြီးထွားပါစေငါအီးမေတ္တာတက်ကိုဆေလွတ်ပါ၏ဟုမေတ္တာစိတ်ထဲမှရွေရွတ်ကမေတ္တာအာယုံများပို့ပေးသည်တုံးလာခန့်ကြတော့အခါကျွန်တော်ဤမေတ္တာတက်ကိုရရှိတော့ စပယ်ပင်မှာကြံတပင်ထက်အညွန့်အခက်တွေသုံးဆကြီးထွားစီပင်လာဒီကိုကျွန်တော်အော်စာတွင်ပြင်ရပါသည်ဤကမြေတာတက်ဤလက်တွေ့ကောင်းကျိုးပေသည်တရကားတစ်ခုပါသည်တို့ဖြစ်ရာမိမိတို့ခန္ဓာကိုယ်နှင့်စိတ်ဓာတ်ပါကျမရွှင်လန်းချမ်းချမ်းသာသာရှိနေဖို့အတွက်ရင်ဝဲမပြတ်မြေတာတက်တွေထားရှိရန်လိုအပ်ပြီးတက်ရှိတတဝါအပေါင်းတို့အားဖြန့်ဝေပေးအပ်ပါပေသည်ဤတွင်စာဖက်မိတ်ဆွေများသည့်အရာရာတွေအခါခတ်တဲ့မြေတာထားရန်ဖြစ်နိုင်ပါမည်လို့ မိမိအပေါ်၌အပြည့်ပြုလုပ်သူများအားမေတ္တာပွား၍နေချီဖြစ်ပါမလားဟုမေးဖွဲ့ရာရှိပါသည်။မန်ဘေတီလောကီလူသားသည်မိမိအားအပြည့်ပြုလုပ်ဖို့သူအပေါ်အစဉ်တစ်ဖြစ်မေတ္တာထားရန်မဖြစ်နိုင်မှထို့အခါမိမိတို့၏ရှိတင်ရှိတိုက်သောမန်နှင့်အမျက်ကိုအတုံးချတန်အတုံးချရပါမည်။ဤနေရာ၌လောကနိတိဆရာက အောက်ပါအစုံမိတ်ကို လိုက်နာတင့်သည်ဟုယုံကြည်ပါသည်။လောက၌အခွင့်အရေးရောက်တည်နေလျော့သောစကားကို၎င်းကိုအားလျောက်ပတ်သော ်ချစ်အပ်တော်သူကို၎င်းကိုနှင့်တန်ယုံတော်အမျက်ကို၎င်းအချင်းသူတည်တတ်၏ထိုသူတည်ပညာရှိမြည်၏အထက်ပေါ်လောကနေတီစာပိုက်ဖြစ်သည်ကိုနှင့်တန်ရာအမျက်ဟုဆိုထားဒီကိုသတိပြုသင်သည်ဒေါသအမျက်လွလွန်ကဲကဲမတုံဆွဲရန်သတိပေးသာခြင်းဟုတည်အပ်၏တို့ဖြစ်လေရာညတူအားမဆိုအစဉ်တစ်ဖြစ်အမျက်တို့ချင်းရညိုထားခြင်းမုံတီးခြင်းစာတိမလိုလားအပ်တော် distributive mind အဖြစ် စိတ်များကိုမွေးမြူမထားပဲအချိန်ကာလနှင့်အခြေအနေအားလျော်စွာမေတ္တာတက်ကိုသာတတဝါအလုံးအပေါ်ဖြန့်ကျက်၍ပေးအပ်ပါသည် ထိုအခါတွင်မိမိတို့၏ဖြန့်ဝေလိုက်သည့်မေတ္တာတက်ဤကောင်းကျိုးသည်အတုံးနှုံးကြီးမွားစွာဖြင့်မိမိထံပြန်လာမည်ဖြစ်လေသည်ထို့ဖြစ်ရာအမြင်လိုသူစိတ်ပညာသမားသည်မုန်တီးချင်းကိုခွာ၍မေတ္တာတက်ကိုလက်ကင်ပြုရန်မှမလွယ်မတွေ့ပြုရမည်လုပ်ငန်းပေးသည်တောင်းအဟာရ တတဝါဒီအဟာရကြောင့်ကြီးထွားသူတဲ့ကျမ်းမာလည်းဆိတ်ရှင်လန်းမှုကိုရရှိ၏။တပ်ဖန်အဟာရကြောင့်ပဲကျမ်းမာရေးဆုပ်ယုတ်ချုံရင်းလည်းစိတ်နှွမ်းကယောဂရာပြီးတည်ဆုံသွားတဲ့အခြေဖြစ်နိုင်ပြန်လေသည်။သူဖြစ်ရာမိတိအဟာရမျိုးကိုမိတို့မိဘအတိုင်းရှိပမာဏမိများအထိ စားသုံးသင့်သည်ဆိုသောအချက်လက်များကိုကိုယ်စိတ်ကျမ်းမာရှင်လန်းလည်းစိတ်ပညာသင်တန်းတက်လို့သူများသည်မှတ်တာလိုက်လာသင်ပေသည်။ အဟာရအကြောင်းကိုရင်းလဲစာအုပ်ကြီးတအုပ်ဖြစ်သွားမည်ဖြစ်ပေသည်တို့ဖြစ်ရာဤနေရာ၌အဟာရအရေးကြီးပုံကိုအချင်းခံများသာရေးနိုင်ပေမည်အဟာရအကြောင်းကိုအတော်အတန်ပြည့်စုံအောင်ဤပြိုစွာအသက်ရှိပါစာအုပ်တွင်ကျွန်တော်ရေးထားပြီးဖြစ်ပါသည်အဟာရဤအရေးကြီးပုံကိုသဘောပေါက်စေရန်အတွက်ရင်းစာအုပ်မှကောက်နှုတ်ချက်နှစ်ခုကိုအပါအတိုင်းဖော်ပြလိုက်ရပါသည်ပထမတစ်ချက်အမေရိကန်နိုင်ငံ အင်တာနက်ဆေးရုံ၌လူနာများအားအုပ်စုခွဲ၍စံတက်သူတင်နာပြုခဲ့သည့်လူနာအုပ်စုတူအားဗီတာမင်ပါဝင်သောအစားအစာများကိုလုံးဝမကျေဝဲထား၏အချိန်ကာလအတန်ကြာလာသောအခါထိုလူများသည်လူကြီးရောလူငယ်ပါလှုပ်ရှားတတ်ကြအရှိကထက်ရော့ပါလာ၏သူတို့သည်စိတ်ဝင်စားမှုနယ်ပါလာပြီးထုံထုံထိုင်းထိုင်းဖြစ်လာကြ၏သူတို့၏အရေးပြားများမှာပါလာလာပြီးအိုကြောင်းများပေါ်လာသည့်စိတ်ထားမတည်ငြိမ် အချင်းရပေါပေါလာသည့်အစာမကြေခြင်းခန္ဓာကိုယ်အတွင်းသွေးလက်ပတ်မှုမှန်ကန်ခြင်းဖြစ်လာ၏ဤချိုးရင်ချက်များမှာလူငယ်များထက်လူကြီးများတွင်ပုံမိုလင်းမြန်စွာ ဖြစ်ပေါ်လာသည်ကိုတွေ့ရသည် တခြားစံတမှုတစ်ခုကိုအသက်23နှစ်40အတွင်းရှိလူဆယ်ဦးအားပြုလုပ်ကြသည်သည်ထို့သူတို့အားဗီတာမင်များလုံလောက်အောင်မပါသောစားစာများကိုသာကျွေးသည်ထို့သူအားလုံးပင်ရှေ့အခါကအလုံးချမ်းကိုဆက်တိုက်ဆက်တိုက်လုပ်ကိုင်နေနိုင်ကြသူများဖြစ်၏ရတရပတ်အနေငယ်ကြသောအခါတွင်ထို့သူများသည်ပြင်းကြီးစိတ်များဖြစ်ပေါ်လာပြီးသူတို့လုံနေကြအလုပ်ကိုရှိကကဲသို့ကျွမ်းကျင်စွာမလုပ်ကိုင်နိုင်ဖြစ်လာသည်တို့ဖြစ်ရာကြွတားများနှင့်အယူအဆများ နာကျင်ကြိုက်ခဲမှုများဖြစ်ပေါ်လာကြသည့်အစားစားချင်းတဲ့ရောပါလာသည့်အပြင်ဝမ်ချုပ်ခြင်းဝမ်မမှန်ခြင်းစသောအချင်းရများလည်းဖြစ်ပေါ်၍လာလေသည်ဤတွင်သူတို့ဆဲဦးအားဗီတာမင် B တပ်အုပ်စုများနှင့်တခြားသတ္ထုဓာတ်များကျွဲဝါသောတခြားအစားအစာများနှင့်ရောနှောရေးကျွေးလျာ၄၀နာရီအတွင်း၌သူတို့၏အခြေအနေများပြန်လည်ကောင်းမွန်စွာပြုလာလေသည် ရေးကို9ရက်ဆက်တိုက်ချွေမွေးရာအထက်ဖော်ပြပါချွေရင်ချက်များပျောက်ဆင်းသွားသည့်ဟု1942ခုနှစ်ဒီဇင်ဘာလထုတ် Journal of Nutrition ဟာရာဂျာနယ်စာမျက်နှာ905တွင် ရေးသားဖော်ပြလေသည်ဒုတိယအချက်လူသက်သွားများသည့်ကန်ဆယ်ဥရုအဟာရအကြောင်း၄ပါးပေါ်ချဲ့လေပြပြင်းနေရ၌အဟာရကလူဤစိတ်ဓာတ်ကိုမြင်များအထိချက်လက်ပြနိုင်စွမ်းပုံမှာဓမ္မပရအထာကရာ စေတာဝုဒ်တွင်ပါဝင်သောအညာတရာဘေခုဝိထုကိုထောက်ရှုရေးတည်နိုင်ပေသည်ဤဝိထု၏လိုရဲ့အနတ်မှာဤတို့သည်ရှင်တော်ဂေါရမဖရာလက်ထက်၌၆ကြိတ်တော်ယဟန်နုဒီကမထန်တရားကိုဆောင်ခဲ့ပြီး ကောတလမင်းရဲ့နိုင်ငံအတွင်တောင်ချေရှိရွာကြီးတရားတို့တွားရောက်ရင်မာတိကာဒိုင်ကာမဆောက်လုပ်လူဒဏ်အပ်သောကြောင့်၌တည်င်းသုံးရာတရားအားထုတ်ကြ၏မာတိယဒဂါမကြီးဤတောင်မှန်ချက်အရာထိုယဟန်များက ဒါယိကမအာမတ်ဖို့ကိုရနိုင်ရဲ့အတက်ကမထံပွားများဤကိုတင်ကြားပေ၏ဒါယိကမကြီးဒီကမထံတရားများကို ပွားများအထောက်ရာမကြမီပင် အချိန်ကားပင်ပတိတံပိတာ လေးပါးနှင့်တကွာအနာဂံပုဂ္ဂိုလ်ဖြစ်တို့ရောက်ဤထိုအခါမာတိကတကမကြီးဒီမိယရှိသောဒေဘာစကုညံဖြင့်ယဟန်တို့၏အခြေအနေကိုကြည့်ရှုစင်ချင်ရာယဟန်များ၏ယဟန်အလုံးတွင်ရာဂရိမောဟရိတန်လန်းနှင့်အချွတ်တရားများကြသည်ဒီကိုတွေ့ရ၏ဤတွင်ဒါယိကာမကြီးသည် ယဟန်များမှာတရားအထုတ်ကြပါလေအဘဲကြောင့်အကျွတ်တရားများနိုင်သည့်အကြောင်းရင်းများကိုဆင်ခြင်ကြည့်တော့အခါတခြားလိုအပ်သောအော်တပ်ပါရများနှင့်ပြည့်စုံနေပါလေယဟန်များဤအဟာရတပ်ပါရမရှိသည့်အတွက်ကြောင့်တရားအထုတ်ရန်အားစိတ်တည်ငြိမ်မှုမရ၍တုတ်တက်မှုမရှိကြောင်းတွေ့ရလေသည်ထို့ကြောင့်မတိယဒါယိကာမကြီးသည်ထိုယဟန်တီတီရိုနှင့်တည်တင်းလျောက်ပတ်သောစွန်ခဲပွဲပေါ်စဉ်စာတီတို့ကို ချက်ပြုတ်ကက်လူလီယာဟာရာနှင့်ပြေဝသောအစားအစာတွေကိုသုံးဆောင်ရတဲ့ဖြင့်ယဟန်များမှစိတ်ဤတည်ငြိမ်ငြိမ်သက်မှုကိုရရှိပြီးကမ္မထံတရားများဆက်လက်အာထုတ်တီအခါတွင်အလုံးပင်ယဟန်နာများအဖြစ်သို့ရောက်ကြလေသည်လူသားသည်စိတ်ပညာကိုအသုံးချနိုင်ရန်စိတ်ကိုစိတ်နှဖျားခိုင်ကန့်တည်ကြည်မှုလိုလျာဟာရာနှင့်ပြေဝသောအစားအစာများကိုရွေးချယ်စားသုံးသက်ရန်မှအရေးကြီးပေသည် ဤနေရာတွင်မိမိတို့ကိုခန္ဓာအတွင် အာဟာရနှင့်ပြည့်ဝစေရန်စီဥထောဘတ်ကျဥနွားနုမလိုက်တာငါစသည်ဖြင့်အစာစာများကိုကြီးစားသုံးရမည်ဟုမထင်မဲ့စေလိုပါထိုအစာစာများကိုသာတနမတ်ထဲတမတ်မော်မော်စားသုံးနေသူများမှာနှလုံးရောဂါအယူစိတ်ကြိုက်ခဲတိယောဂအများရရှိနိုင်ကြောင်းနှင့်စိတ်တပည့်မြညာရှင်များ၏အကြံပြုချက်တွေကိုအလေးထားရမည်ဖြစ်ပါသည်စစ်စစ်လူတိုင်းစားသုံးရမည်အစာစာများမှာလက်လက်ဆက်ဆက်ဟင်ဒီဟင်ရွက်များပေအမျိုးမျိုးကောက်ပေတိနံတေဥတေဖူပေ စီနန်းစီနှင့်နွားနို့အသားငါအနည်းငယ်များသာဖြစ်ပေသည်ဗီတာမင်နှင့်သတ္ထုဓာတ်များအပြည့်ဝပါသောအစာစိမ်းများကိုမူနေစင်မီဝဲတင်ကြောင့်ဆေးပညာအရာညွှန်ကြားထားပါသည်စားသုံးသင့်သောအာဟာရများအကြောင်းကောင်းကောင်းကြည့်သည့်အောင်လေ့လာပြီးစားသုံးသင့်သလိုစားသုံးနေထိုင်ခြင်းအပြင်ကိုယ်စိတ်နှစ်ဖြာခိုင်ခန့်တည်တံ့မှုကိုရရှိသောအခါတွင်ဆေးပညာကိုအသုံးချပါကလင်းလင်းမြန်မြန်ပင်ထိရောက်အောင်မြင်မှုရရှိလိမ့်မည်ဟုယုံမှန်ရမည်ဖြစ်လေသည်၅ကိုယ်စိတ်အနာယူခြင်း realization ပြုလို့အနာယူခြင်းအကြောင်းကိုကျွန်တော်ရေးခဲ့တော့နုပြစွာအသက်ရှိပါစောင်းနိုင်၎င်းစိတ်တကူဖြင့် တုတ္တချမ်းသာဘာဆောင်းနိုင်၎င်းဆွမ်ကားကြီးမှထံတန်ရေးဆောင်းနိုင်၎င်းစိတ်ဤဆွမ်းရင်ဆောင်းနိုင်၎င်းဖော်ပြခဲ့ပြီးဖြစ်ပါသည်ဤတို့ထက်ခါထက်ကရေးသားရခြင်းမှာဤလေးကျင့်ခံယူရန်အတွက်အရေးကြီးသောကြောင့်ဖြစ်ပါသည်ယခုလည်းလိုအပ်တယ်လို့ရေးရပါအောင်မည်သုံးတစ်ခုသောအလုံးသုံးအထူးသဖြင့်စိတ်အလုံးကိုမာယွန်းမှုမရှိစေပဲချောချောမောမောအောင်မြင်မြင်ကိုစိတ်ရှင်လန်းစွာဖြင့်လှူဆောင်ရန်အတွက်မိမိတို့တွင်တည်ငြိမ်အေးချမ်းသောစိတ်ထားအပြင် အပြည့်နေသောခန္ဓာကိုယ်ရှိနေစေရန်မှာအခြေခံအဖြစ်လိုအပ်ပါသည်ပူလောင်လှှရှားပြများနေသောစိတ်နှင့်ပင်ပန်းနှံ့နေသောခန္ဓာကိုယ်ရှိနေသောဒုတိစိတ်ထားမူမှန်ခြင်းမရှိသည့်အပြင်စိတ်အားထက်သန်မှုလည်းအလွန်အားနည်းနေမည်ဖြစ်လေသည်ထို့အခါမိမိအတိစိတ် ကမတိစိတ်ခေါ်အသွင်းစိတ်ကိုခိုင်းစေရန်နှင့်ညွှန်ကြားရန်ထူထူကြိုးစားပါလေထီထီရောက်ရောက်အမြင်နိုင်မည်မဟုတ်ပေအဘဲချောင်းဆိုသောကိုစိတ်နန်းနယ်ပူလောင်နေရ၌နံပါတ်၁အာယုဆုဆိုင်မှုအင်အားနံပါတ်၂ယုံကြည်စိတ်နှင့်နံပါတ်၃စိတ်ဓာတ်ထက်တန်မှုခံပါနေသောကြောင့်ပင်သည် စင်စင်စိတ်ပညာကိုအသုံးချမည်သူသည်နံပါတ်၁ဆုဆိုင်မှု concentration နှင့်ယုံကြည်မှု faith နံပါတ်၃စိတ်ဓာတ်ထက်တန်မှုနှင့် အင်္ဂါရက်များပြည့်စုံရမည်ပင်ဖြစ်လေသည် အီအင်ဂါရဲ့သုံးခုစလုံးကိုကိုစိတ်အနာယူခြင်း relaxation ပြုလုပ်ခြင်းဖြင့်ရရှိနိုင်ပေသည် relaxation ပြုလုပ်ရခြင်းဆိုသည့်မှာ အပြေအဝနာယူခြင်းအင်အားကိုမိမိခန္ဓာကိုယ်အတွင်းသို့ခေါ်ယူခြင်းဖြစ်၏သို့တော်အိတ်ခြင်းမဖြစ်စေရပေအိတ်ခြင်းသည်လည်းအနာယူခြင်းပင်ဖြစ်သည်သို့တော်အိတ်၍အနာယူခြင်းနှင့် relaxation ပြုလုပ်ခြင်းမှာကြော့ ကြောချင်ကကွာချားလေသည်အိပ်၍အနာယူခြင်းသည်အသိစိတ်ကိုအနာပေးကအိပ်ပျော်စေခြင်းဖြစ်၏ relaxation ပြုလို့အနာယူခြင်းမှာမိမိအသိစိတ်ကိုနုံနုံကြကြထားလဲမိမိအသိစိတ်တွင်မိမိစိတ်ဓာတ်နှင့်ခန္ဓာကိုယ်နှမျိုးလုံးမြည်တိအင်အားကိုများမပြုလို့စေဘဲချင်းချင်းတတာနှင့်လုံဝအနာယူလျက်ငါအာမွေးမြူနေသည်ဟုသိရှိစေရန်ဖြစ်လေသည် relaxation ပြုလို့လူများသည် Adria ပုတ်လေးခုအနက်ခြား၍ထိုင်လျက်လောင်းလျက် အမျိုးမျိုးအလင်းရောင်မှိန်သောနေရာနှင့်အနောက်ရှက်ကင်သောနေရာ၌ပြုလုပ်နိုင်ပေသည်သို့သောအကောင်းဆုံးအထရီယာပုံမှာအတန်ငယ်မှာသောအိယာပေါ်တွင်ပလက်လေးလျောင်းလျက်ပြုလုပ်ခြင်းဖြစ်ပေသည်ရှေးဥစွာမိမိအသည့်စိတ်ကစိတ်ထဲ၌ဤသို့ပြောပြရမည် ငါဤခန္ဓာကိုငါဤစေတနှင့်ငါဤအတဝိညာဉ်ကိုယခုငါသည်ပကတိငြိမ်းချမ်းစွာထား၍လုံးဝနာပေးလိုက်ပြီးငါဤပူပန်เสียဆိုရင်เสียကြောက်เสียဘာမှမရှိအစစရရငါမှာအစဉ်ပြေသွားမည်ဖြစ်သည်ယခုကိုစိတ်အားစိတ်တဲ့အင်အားတွင်ငါခန္ဓာကိုအတွင်ငါစိတ်အတွင်ငါအတဝိညာဉ်အတွင်တို့စီးဝင်ရောက်လာနေကြပြီးဤသို့စိတ်ထဲမှလင်းငါချိန်လောက်အာယုံပြုရွတ်ဆိုပေးနေမိမိစိတ်တဲ့နှင့်အာယုံကိုမိမိခန္ဓာကိုအတွင်၌တာဆူဆိုင် စုပြုံပြီးထားရမည်ထို့ကြောင့်မိမိဥကောင်းပိုင်းမှဆ ảy ၍အုံနာမျက်နှာပြင် အထူးအသဖြင့်မျက်ကြောများလဲပင်လက်နှစ်ဖက်တစ်ဖက်စီပခုံးနှစ်ဖက်တစ်လဲစီရင်ဘတ်1 byte ခါ6နှစ်ဖက်တစ်လဲစီကိုစိတ်ထဲမှာကြည့်မြင်လဲချွတ်သားများကို ဖြေလျှော်ရမည်ဖြစ်လေသည်ဤသို့တဖြည်းဖြည်းအကျော်ချင်များနှင့်စိတ်တက်ကိုဖြေလျှော်နာယူနေဆဲမှာမြည်သည့်အရာကိုများအမှုမထားဘဲရဲရင်စိတ်အောင်နိုင်စိတ်ကိုငါအခုထားရှိပြီဟုတိမှတ်ယုံကြည်နေရမည်ဒီကိုလို realization ပြုလုပ်လို့လေ7မိနစ်များသာအချိန်ကြာမည်ဖြစ်သည်ထို့အချိန်တော့အတွင်ငင်ငင်တက်တက်ရှိနေတင်သည်ငင်ငင်တက်တက်ဟုဆိုရ၌တင်းပြီးချုပ်တီးထားရမည်မဖြစ်စေရအသက်ရှူထုတ်ခြင်းကိုလည်းချုပ်တီးမထားတဲ့အသက်ရှူတလို့ရှူပါရှေရှေရှူလို့လေရှေရှေရှူပါတော်တော်ရှူလို့ ို့လင်းတူတူပဲရှူပါတူတော့ကျွန်တော်ကိုတွေ့မှာအသက်ရှည်ရှည်မှန်မှန်ရှူခြင်းဖြင့်အင်အားကိုပို၍ရပါကြည် realization ပြုလို့ရနိုင်ကိုအင်အားနဲ့စိတ်တဲ့အင်အားများအဆက်မပြတ်မိမိခန္ဓာကိုယ်တွင်တို့ဝင်ရောက်နေပြီဟုလည်းအာရုံပြုပေးရပါမည် အချိန်မှာ7မိနစ်များသာကြာမည်ဖြစ်တော့တဲ့မိမိဤအချိန်ရသဖြင့် realization ပြုလို့ရန်အရာတာအချိန်ရနေပါလင်းဆက်ပြီးပြုလို့နိုင်ပါသည်ကျွန်တော်အနေဖြင့်ဆိုရင်တစ်ခါတည်းရန်တွင်အနည်းဆုံး၌ဝက်ပြုလို့ပါသည် relaxation ပြုလုပ်ကြည့်ဖို့တူတိုင်း7မိနစ်15မိနစ်အချိန်ကုန်သွားတော့အခါတိုင်းမိမိခန္ဓာကိုယ်နဲ့စိတ်ဓာတ်မှာတိတိတတ်တာဖြင့်အားပြေဝရှင်ပြချမ်းသာလာသည့်ကို တွေ့ကြမည်ဟုပြပြပါသည်ညအချိန်တတော်နဲ့အိမ်မပျော်သူများ relaxation ပြုလုပ်ပေးခြင်းအပြင်7မိနစ်15မိနစ်အတွင်း၌ပင်ကောင်းမွန်စွာအိပ်ပျော်နိုင်သည်ဟုသိရပါသည်အိပ်ပျော်စေရန်အတွက်ဆိုရင်တတော်တတမှုရပေါ်တွင်ပြုလုပ်နိုင်ပါသည်နေ့အချိန်အားပြေးဝစေရန်အတွက်အတန်ငယ်မှသောအိယာပေါ်၌ပြုလုပ်ရန်သင်သည် အဘဲကြောင့်ဆိုတော့ဣဆန်ညညောသောအိယာ၌ပြုလုပ်ရင်တတိလက်ကအိပ်ပြောသားမည်ကိုဆိုရင်ရတော့ကြောင့်ဖြစ်ပါသည်စိတ်ပညာကိုထိထိရရအသုံးချမည်သူသည်အထက်ဖော်ပြခဲ့ပြီးအင်အားယူပေါက်ကြီး၅ခုကိုပိတ်ဆို့ထားပြီးလျင်တပြိုင်နက်တည်းအင်အားဝင်ပေါက်ကြီး၅ခုကို ဖွင့်ထားကအင်အားကိုမိမိကိုယ်တွင်၌တုံ့မီထားသောအခါတွင်စိတ်ပညာကိုလိုက်စားနိုင်ရအတွက်လိုအပ်သောအခြေခံအင်္ဂါရက်များမိမိ၌ပြည့်စုံမည်ဟုယူမှတ်နိုင်ပေလေသည် ဤရှိတွေမိမိကိုမိမိငါဒီစိတ်ပညာကိုကျွမ်းကျင်စွာအသုံးချနိုင်သူဖြစ်ဖြစ်ဟူ၍အမြဲသဘောထားကမိမိကိုမိမိယုံကြည်နေရန်သာလိုပါတော့သည်